ခရစ်နှစ်1925ခုနှစ်နိုဝင်ဘာလ10ရက်တနင်္လာနေ့ရခိုင်တိုင်းဒေသကြီးတက္ကသိုလ်မြို့နယ်ညနေ9:06ပိုင်းမှာရှိတဲ့ရတနာအောင်မြေကျောင်းလိုက်တွင်ဓမ္မဒါနတရားအလုံးမတ္တဒါနအနိဗ္ဗာန်လူဖြစ်ပြီးသို့တရားစကားများနိုင်ငံပြောပြပြန်မြောက်။ဗာမျက်ပြောပြခြင်းလည်းဆိုရင်ဖြားရှင်ဟောတော်တဲ့ကပ္ပစုပမာတော်ဆိုတဲ့ရှိတယ်။အဲ့ဒီတော့ကစကလုံးလေးယူပြီးတော့ပြန်လို့ပြောလိုက်ချင်တယ်။ တရားကောင်းစီနေရဒီနေ့ရနဲ့စပြီးတော့သူတွေထံကြားတဲ့ဒီလိုစကားမျိုးတွေကိုခန္ဓာငါခန္ဓာရှိအောင်ဝေတော့မယ်ဘိုင်းနာလို့မှတ်ထားပါတယ်ဒီနေ့ရနဲ့စပြီးတော့လူတွေထံကြားမယ်ဒီလိုစကားမျိုးတွေငါခန္ဓာရှိအောင်ဝေတော့မယ်ဒီလိုဆုံးဖြတ်ပြီးတော့ခန္ဓာရှိအောင်ဝေကြည့် ကောင်းစည်းဝရရရှိပြီနော်ဒီနေ့ကနေစပြီးတော့လူတွေထားအကြောင်းတဲ့ဒီလိုစကားမျိုးတွေကိုငါခံနေရှိအောင်ဝေတော့မယ်ကကန်စုပမတော်တော်အဲဆိုရရှိကတော့မြတ်ကြီးကဖက်ကုလဆိုတဲ့ရဟန်းကိုအကြောင်းပြုပြီးတော့ဟောတာစေတရွှေချစ်ပြီးလို့တဲ့တင်းမြလို့တဲ့သူတွေရဲ့မကောင်းကြောင်းတင်းရဲ့ရှိမှလာပြောမယ်ဆိုရင်တဲ့ဘယ်လိုစဉ်းစားတဲ့တဲ့ ငါရဲ့စိတ်မပေါက်ပြန်စေရအောင်ငါရဲ့နှုတ်ကယုံညံ့တဲ့စကားတွေမထွက်စေရအောင်ကြီးမားတဲ့အင်းချင်းနဲ့မေတ္တာကိုယ်တော်ဖြစ်စေရအောင်ငါခံနေရှိစေရမယ်ဆိုပြီးတော့အဲ့လိုကြည့်ရအောင်ဆိုတော့ဒီနေ့အစဉ်အစပြီးတော့လူတွေထမ်းအမှလူတွေထမ်းနဲ့ကြားအောင်မယ်စကားတွေရှိအဲ့ဒီစကားတွေကနည်းဆုံး၅မျိုးရှိလူတွေထမ်းကြားမယ်စကားတွေ ဥစဉ်လက်ကြားမှာဒီမှာရှိတဲ့ဥစဉ်တွေကုကျော်စရာလို့ခေါ်တဲ့ကောဝိဒါလက်ကြားမှာပဲနော်။နောက်ဥပမာရလို့ပညာသမီးလို့ဆိုတော့အားလုံးကြားသူဆရာကြီးဆရာလေးတွေမိုင်းတာတို့ကြားမယ်စကားနံပါတ်1တင့်တော်ခြင်းမတင့်တော်ခြင်းဒီနည်းနဲ့ဆက်ပြီးတော့လူတွေထားကြားတဲ့ဒီလိုစကားမျိုးတွေကိုငါခံနေရှောင်နံပါတ်1သူကတင့်တော်တဲ့စကားလေးကိုပြောပြမတင့်တော်တဲ့စကားလေးပြောပါ သူတွေထံအများကြောင့်ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုမိသားစုနဲ့ပတ်သက်ပြီးတော့ကိုမိတ်ဆွေတွေကနေနဲ့ပတ်သက်ပြီးတော့ညစောပြန်ရှင်ဘုရားမြတ်ကြီးကတင်းတို့စီကိုရောက်လာနိုင်တဲ့စကားလမ်းကြောင်းမှာခုလို့အဲ့ဒါလေးကြားတဲ့အခါမှာဒီနေ့နဲ့စပြီးတော့လူတွေထံကနေဒီလိုစကားမျိုးတွေမှာကြားမှာကြားလာတဲ့အခါမှာမဆိတ်မဖောက်ပြန်အောင်ခန္ဓာရှင်ကိုမြှုပ်တော့တယ်လို့ဒီလိုသုံးသပ်ဒီလိုဆုံးဖြတ်ထားတာ ဘလိုစကားမျိုးဝဲကြာကြာဒေါသမဖြစ်စီရန်ဘလိုစကားမျိုးဝဲကြာကြာမကောင်းတဲ့စိတ်မဖြစ်စီရန်ငါစိတ်မဖောက်ပြန်စီရန်ငါစိတ်ခံနေရှိစီရမယ်လို့ဒီလိုနှလုံးသွင်းထားသူတို့ထံဘလိုစကားတွေလာနိုင်လဲဆိုရင်နံပါတ်1တင့်တော်ခြင်းမတင့်တော်ခြင်းပရမစကားလမ်းညဒုရယကိုပုံမှာတင်းတော်လာရင်ပြောရင်ပြောမယ်မတင်းတော်လာရင်ပြောရင်ပြောမတင်းတော်လာ တီပြောတော့လူချားသူချားတဲ့ခေါ့ဘယ်လိုလေးပြောရတာလဲမပြောရဘူးမပြောရဘူးမပြောနဲ့လို့လည်းတားမြစ်လို့လည်းဖြစ်တဲ့အရာမျိုးသူသူပြောချင်တာပြောပါသူတို့ပြောတဲ့စကားကတင့်တော်တာလည်းပါနိုင်တယ်မတင့်တော်တာလည်းပါနိုင်တယ်ဒါပထမစကားတစ်ခုတင့်တော်တာပြောချင်ကြောင်လည်းစိတ်မတက်တဲ့ခံနေရှိအောင်မတင့်တော်တာပြောချင်ကြောင်လည်းစိတ်မပြတ်တဲ့ခံနေရှိအောင် ဒီနေ့ဒီနေ့ရနေစပြီးတော့လူတွေထမ်းကြမယ်ဒီလိုတင့်တော်ခြင်းမတင့်တော်ခြင်းဆိုတဲ့စကားမျိုးတွေကိုကြားတဲ့အခါမှာငါခန္ဓာရှိအောင်ဝေတော့မယ်ခန္ဓာရှိရဆိုတာမစိတ်မပေါက်ပြန်စီရအောင်ခန္ဓာရှိအောင်ဝေဘာသူစီရမဖြစ်မနေချမ်းအောင်ကြားဘောကြိုးတွေးထားခန္ဓာရှိတယ်ဥပမာဘယ်သူနဲ့ဘယ်ဝါနဲ့တွေ့မယ်ဘာတင့်တော်တာပဲဟာပြောပြောပောက်တဲ့ကြရတယ်ငါပြောပြောကြိုးတိထားတာဘာသူဘာပြောပြော စိတ်ထဲမှာသူပေးတဲ့ကိုယူမရဘူးမယွင်မရဘူးမတင်တော်တဲ့ပြောမှာပဲဆိုပြီးတော့အဲ့ဒီမတင်တော်တဲ့စကားမတင်တော်တာပြောတာပဲသူဒီတိုင်းဥပက္ခပြုတ်တယ်တင်လို့ရှုတယ်နော်မဖြစ်မနေကြမ်းပါနော်ဦးစင်းဟိုလည်းပြောမှာတူတကကြီးရဲ့မိုင်းတဲ့ဆိုင်ဆံလေးတွေကိုလည်းပြောမှာနံပါတ်1ကတင်တော်ခြင်းမတင်တော်ရင်တင်တော်တဲ့စကားလည်းပြောမယ်နံပါတ်2မတင်တော်တဲ့စကားလည်းပြောမယ်ဒါနံပါတ်1အချောင်းချောင်းနော် နောက်တော့ဘက်ကမှန်ကန်ခြင်းမမှန်ကန်ခြင်းပါတယ်လေမှန်ကန်ခြင်းမှန်ကန်ခြင်းချို့မှန်တယ်လည်းပြောချို့မမှန်တယ်လည်းပြောတာဟုတ်မှန်တဲ့အကြောင်းပြောတာရှိတယ်လို့မဟုတ်မှန်တဲ့အကြောင်းပုတ်ချပြီးတော့ပြောတာလည်းဂျုံရတယ်ဘယ်သူမှဆိုဂျုံပါပဲမိုးလျံနေမိုးချွတ်တို့ကိုလှုပ်လှုပ်နေတယ်မွေးတဲ့နေရာနေတည်တဲ့နေရာအထိ ဒီနေ့ရည်ဆောင်ပြီးတော့လူတွေထားကြားတဲ့ဒီလိုစကားမျိုးတွေပါနေတယ်။မှန်ကန်တဲ့စကားလည်းကြားရမယ်။မမှန်ကန်တဲ့စကားလည်းကြားရမယ်။မှန်ကန်တဲ့စကားပြောလို့လည်းအဆိတ်မတက်စီအောင်ခနဲရှိအောင်ပြော။မမှန်တာလားပြောလို့လည်းမမှန်တာပြောအောင်လားဆိုပြီးတော့အဆိတ်မပြည့်စီအောင်ခနဲရှိအောင်ဝေးမယ်။ဒီလိုခနဲရှိအောင်ဝေးတော့မယ်လို့ပုံသက်လိုက်။နံပါတ်1တက်တော်ခြင်းမတက်တော်ခြင်း။နောက်နံပါတ်2ကမှန်ကန်ခြင်းမမှန်ကန်ခြင်းတစ်ခုရှိပြီနော်။ နောက်တစ်ပတ်သုံးကတိမ်ပွေခြင်းမတိမ်ပွေခြင်းနောက်တစ်ပတ်သုံးကပါလဲတိမ်ပွေတာရယ်မတိမ်ပွေတင်းနေမှုပြလူလူချင်းနဲ့ပြောတာလေဖြစ်နိုင်တယ်တခါတခါကျတော့ချင်းချင်းတန်တန်နဲ့ခက်ခက်ထန်ထန်နဲ့ရုပ်ရုပ်မှမှနဲ့အထင်စရာနေပြောချင်လို့ပြောနေတာလည်းကျုံနေတယ်ဘယ်သူမှဆိုကျုံနေတော့ဘုရားရှင်တော်ကျုံဘုရားရှင်တော်ဆဲခံခဲ့ဘုရားရှင်တော်ကျုံနေလားဆိုရင် တူတူဦးဇင်းတို့တွေချုံသားဇေယျဇေယျတွေချုံပါမယ်တကယ်ကြီးမိုင်းတွေချုံပါမယ်ကလေးလေးချုံပါမယ်လူကြီးလေးချုံပါမယ်လောကထဲနေတဲ့လောကသားမင်းများလူတိုင်းချုံပါမယ်လောကထဲချုံမဖြုံတမ်းဘူးမတုံ့စမ်းတဲ့စိတ်ခံစီခန္ဓာရှိအောင်မေးဖို့ရတယ်နော်တိမ်မွေးတဲ့စကားလည်းကြားမယ်မတိမ်မွေးတဲ့စကားလည်းကြားမယ်အဲ့လိုပြောတာအဲ့ဒီစကားတိုင်းကြားတဲ့အခါမှာဒီနေ့ကမိစားပြီးတော့လူတွေထံကတိမ်မွေးတဲ့စကားမတိမ်မွေးတဲ့စကားကြားတဲ့အခါမှာ ဒီလိုစကားမျိုးတွေကိုမခံနိုင်ရှိအောင်ဝေတော့ပဲလို့တုံ့ပြန်ပြီးတော့ခနိုင်ရှိအောင်အရင်ကသူနဲ့တွေ့ရင်တော့မသိမ့်ပွေတဲ့စကားကြီးဒီလူပြောကိုပြောပြအဲ့တော့မခံနိုင်ရှိအောင်ပြောကြိုးတွေးထိုင်ခနိုင်ရှိတယ်တနည်းတောင်တင်းတော်တဲ့စကားလည်းလာပြောမယ်ပတင်းတော်တဲ့စကားလည်းခုလာပြောခနိုင်ရှိအောင်မန်တဲ့စကားလည်းပြောပါမယ်မမန်တဲ့စကားလည်းပြောပါမယ်ဟောလာပြောတယ်မခနိုင်ရှိအောင်ပြောတိမ်ပွေတဲ့စကားလည်းပြောမယ်မတိမ်ပွေတဲ့စကားလည်းပြောမယ်ဟောလာပြောမယ်မခနိုင်ရှိအောင်ပြော ကျိုးသိထားတာကျိုးခံနိုင်ရှိကျိုးတွေးမထားဘဲနဲ့ပြုံးစားရင်ကိုယ့်ဖြစ်လို့ဆိုရင် surprise လုပ်တယ် surprise လုပ်ရင်တော့မတင်တော်တဲ့စကားလာပြောချက်ချင်းတို့သာထားတာငါ့မတင်တော်တဲ့လာပြောရမလို့မမှန်ကန်တဲ့စကားတွေလာပြောတယ်အပုတ်ချတဲ့စကားတွေဆွဆွဲတဲ့စကားတွေလာပြောရင်အာငါဆွဆွဲရမလားငါအပုတ်ချမလားငါမမှန်တဲ့စကားပြောရမလားဆိုပြီးတော့ဒေါသထက်တဲ့စိတ်ဆိုးကိုကအဲ့ဒါဒီလိုကငါ့ကိုဒီလိုပြောမှာပဲသူတို့ဒီဆီရနေဒီလိုတန်နေငါချားမှာပဲ လို့သူတို့ဒီလိုကသူတို့တရားဒီလိုအခြေရှိဒီလိုပြောတတ်တာပဲအဲ့ဒီစကားချားအဲ့ဒီလိုစကားပြောချင်ရင်ခန္ဓာရှိအဝိမေနကြိုတွေးထားရခန္ဓာရှိနော်နောက်တိမ်ပွေခြင်းမတိမ်ပွေခြင်းတိမ်ပွေနဲ့ပြောလာတဲ့ရှင်မတိမ်မွေပြောလာတဲ့ရှင်နောက်နံပါတ်၄အဓိပ္ပာယ်ရှိခြင်းအဓိပ္ပာယ်မရှိခြင်းနံပါတ်၄ပါလဲပါလဲ တည်ရရှိခြင်းဒီပင်မရှိခြင်းတချို့အကြောင်းကျိုးစိုက်တဲ့အကြောင်းကျိုးမြည်တဲ့တည်ရရှိတဲ့စကားလေးတွေပြောနိုင်ရှိခြင်းတချို့အကြောင်းကျိုးမဆိုင်ဘာမှဆက်ဆက်လို့မရဘာတည်ပဲမှမရှိခြင်းတောင်းစီရေမရရှောက်ပြောတာရှိခြင်းဘာအကျိုးမဲ့တဲ့စကားလေးပြောတာရှိခြင်းချို့စကားတွေဘာတည်ပဲမှမရှိခြင်းဒါမှမဟုတ်တိကံပြီးတော့နားထောင်ရရတကယ်ချင်းပေါင်းသိနေပဲတွေ့ရတယ်ပဲဖြစ်ဖြစ်ဆိုင်ထိုင်နေတယ်ပဲဖြစ်ဖြစ်တမင်းဆိုင်နေတယ်ဖြစ်ဖြစ်တစ်ခါတစ်ခါပြီးတင်ပါဦး ကိုမိနေနေလုံးနေတယ်ကျူးရှိတဲ့စကားကိုဖနဲ့အကျူးမရှိတာတွေအိမ်မဲ့မရှိတာတွေရှောင်ပြောနေတာကျုံတတ်တယ်ကျုံတတ်တယ်ဒီလူဟာဒီလူပြောတတ်တယ်ဒူရီထန်းနေအိမ်မဲ့ရှိတဲ့စကားနဲ့ကြားမယ်အိမ်မဲ့မရှိတဲ့စကားနဲ့ကြားမယ်ဒီနေ့အနေစားပြီးဒူရီထန်းအကြားနဲ့ဒီလူစကားမျိုးတွေကိုဘာခံနေရှိအောင်ပြီးတော့မယ်လို့တုံ့တက်ချင်အစိတ်ချမ်းသာတယ်နော်စိတ်ချမ်းသာဒါလူတိုင်းကြောင့်ပကိစ္စဆိုဘုရားရှင်တော်ကြောင့်ပြော ဆရာဖျားကြီးတွေကြုံတယ်အထက်ပုဂ္ဂိုလ်ကြီးတွေကြုံတယ်သူတို့တကယ်ပုဂ္ဂိုလ်ကြီးတွေတော့ကြုံတယ်သူလည်းကြုံတယ်ဦးစင်းတို့လည်းကြုံတယ်မိုင်းတွေမိုင်းတွေလည်းကြုံတယ်နော်နောက်နံပါတ်5ကမေတ္တာရှိခြင်းမေတ္တာမရှိခြင်းတပင်္ဂါပါတယ်နော်ချိုးမေတ္တာမေတ္တာတရားနဲ့ကိုယ့်ရဲ့အကျိုးလိုလားမျိုးပြောတာရှိတယ်တချို့ကဒေါသနဲ့ပြန်မှားပြီးတော့မကောင်းတဲ့စိတ်နဲ့ပြောတာလည်းရှိရှိနော် ေတ္တာတရားနဲ့ကိုအကျိုးလိုလားပြီးတော့သူအကျိုးလိုလားပြီးတော့ပြောတဲ့စကားမျိုးလေးကြားတာမေတ္တာမရှိဘဲနဲ့ကိုအကျိုးပြည့်စည်တဲ့သူ့အကျိုးပြည့်စည်တဲ့စကားမျိုးပြောတာမျိုးလေးကြားတာစကားလမ်းကြောင်းတွေလာရငါ့ကိုဒီငါ့ကိုပဲဘသူပဲဖြစ်ဖြစ်ဦးစင်းတဲ့ကြုံပါပဲဒီလူတွေကြုံပါနော်နံပါတ်1တင့်တော်ခြင်းမတင့်တော်ခြင်းဒီလိုစကားတွေကြုံမယ်လူတွေထမ်းအကြတဲ့ဒီလိုစကားမျိုးတွေခဏရှင်းအောင်ဝေတော့မယ်သုံးတယ်နောက်နံပါတ်2 မှန်ကန်ခြင်းမမှန်ကန်ခြင်းမှန်တာလည်းပြောမယ်မမှန်တာလည်းပြောမယ်ဒီနေ့အရင်ဆက်ပြီးတော့လူတွေထားလာကြားရတယ်ဒီလိုမှန်ကန်ခြင်းမမှန်ကန်ခြင်းစကားပြောတွေမှခဏရှိအောင်ဝေတော့နောက်တစ်ပတ်တော့တိမ်ဝေခြင်းမတိမ်ဝေခြင်းတိတိမှုတွေလူတွေညံ့ညံ့ပြောတာရှိတယ်ကျိုးကလူတွေညံ့ညံ့တိတိမှုမဟုတ်ဘဲနဲ့ဟိုညံ့ညံ့တဲ့ရဲဆန်းဆန်းကြက်ကြက်ထန်ထန်လေးပြောတယ်တိုင်းခိုင်းတိုင်းပြီးတော့မိဘနဲ့သားသမီးဤကောင်မတော်မှအချင်းသူတော်ကောင်းတွေရဲ့ရှေ့မှာမကြောက်မနာနာ နာခံတာဖြစ်တဲ့စကားမျိုးတွေချို့ချို့ဟိုအကျင့်လေးရှိရှိနော်နောက်တစ်ပတ်ဒီကအဓိပ္ပာယ်ရှိရှိမရှိရှိဒီနေ့ရနေစပြီးတော့လူတွေထာချားတဲ့ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေအဓိပ္ပာယ်ရှိတဲ့စကားတွေကိုမခံနိုင်ရှိအောင်ပြုလုပ်မယ်လို့တောက်တတ်တယ်နောက်တစ်ပတ်ကမေတ္တာရှိခြင်းမေတ္တာမရှိခြင်းဒီလိုစကားတွေလည်းကြားမေတ္တာနဲ့ရှိတဲ့စကားမေတ္တာနဲ့မရှိတဲ့စကားဘုရားရှင်တော် ရင်ကုန်တို့ပိစကနိဗ္ဗာန်မှာဝါစာသို့ဆိုရရှိတဲ့အမဆုံးမှာတာပိစာယိဘိက္ခုဧကေဟိသမ္မနာကတဝါစာသုပတိတံဟောတိနောဒုပတိတံအနဝဇာစအနနုဝဇာစဝိညုဏံတမေဟိပိစာယိချက်သားလို့ချက်သမီးတို့တဲ့အဓိပ္ပာယ်ချက်သားလို့ချက်သမီးတို့စကားပြောတဲ့အခါမှာဒီလိုအင်္ဂါ၅မျိုးနဲ့ပြည့်စုံတဲ့စကားမျိုးခေါင်းဆောင်ဆိုရမယ် အဲ့ဒီလိုအင်္ဂါငါးမျိုးနဲ့ပြည့်စုံတဲ့စကားကိုမကောင်းတဲ့ဖြစ်ဆိုအပ်တဲ့စကားမမီဘူးတဲ့။ကောင်းစွာဆောရတဲ့စကားလို့ဆိုရတယ်။အပြစ်လည်းပြစ်ရှိတယ်၊ပညာရှိလို့လည်းမကဲ့ရဘူး။ပြစ်လည်းပြစ်တယ်၊ပညာရှိတယ်လည်းချိန်မှတ်တဲ့စကားမျိုးဖြစ်တယ်။အဲ့ဒီစကားငါးမျိုးကပါလဲဆိုရင်နံပါတ်၁အခါအားလျော်ဆိုပြောဆိုပြောဆိုဆိုချိန်နေတဲ့အချိန်ကတည်းကပြောပြီးကိုစကား။နောက်နံပါတ်၂မှန်ကန်တဲ့စကားမျိုးကိုလည်းပြောဆိုပါမယ်။နောက်နံပါတ်၃သိမ်မွေးတဲ့စကားလည်းပြောပါမယ်။ နောက်နံပါတ်4ရအကျိုးစီးပွားနဲ့ဆက်ဆက်တဲ့စကားလေးပြောပါမယ်။နောက်နံပါတ်5မေတ္တာစိတ်နဲ့ရှင်နဲ့မေတ္တာစိတ်နဲ့ရှင်ပြီးတော့လူမြတ်နဲ့ပြောဆိုပါမယ်။ခြေသားတို့ခြေသားတို့ဒီလိုအင်္ဂါ5မျိုးနဲ့ပြည့်စုံတဲ့စကားလား။ကောင်းတဲ့စကားလို့ဆိုရင်မကောင်းတဲ့စကားလို့မဆိုဘူး။အပြည့်လည်းမရှိဘူး။ပညာရှိတွေလည်းမကဲ့ရဘူး။ပညာရှိတွေလည်းချီးမွမ်းတဲ့စကားမျိုးဖြစ်တယ်။ ုအနစ်ချုပ်လိုက်လို့ရှင်ပန်းကန်ပြီးတော့အကျိုးရှိတဲ့စကားမျိုးမေတ္တာစိတ်နဲ့ရှင်ပြီးတော့အချိန်လေးနဲ့အချိန်ကကြည့်ပြီးလူညံ့စွာပြောဆိုတတ်တယ်လို့ဆို။နော်။မကန်တဲ့အကျိုးရှိတဲ့စကားမျိုးမလည်းမကန်တဲ့အကျိုးလည်းရှိတဲ့စကားမျိုးမေတ္တာစိတ်နဲ့ရှင်ပြီးတော့အချိန်လေးနဲ့အချိန်ကကြည့်ပြီးတော့လူညံ့စွာပြောဆိုတတ်မယ်တဲ့မိုင်းနိုင်။နော်။ဒီမိုင်းတို့မိုင်းနာတို့ ဒီမှာရှိတဲ့လူတွေကိုယ့်အစီကိုဒီတိုင်းနာမည်နှမ်းချောင်းအောင်အားခုနော်နံပါတ်1အတင်းဒေါ်လာနဲ့ကိုယ်ပြောမယ်အတင်းဒေါ်လာနဲ့ပြောလူတွေတန်းအချမ်းသာတဲ့ဒီလိုစကားမျိုးတွေကိုမခံနိုင်ရှိအောင်ပြောကြိုတွေးထိုင်ကြိုခံနိုင်ရှိရှိနော်တုံ့ကမ်းမှာလည်းရှိ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 တယ်နော်အလုံးမရှိဘူးလူတွေအများကြီးနဲ့ဆက်ဆံနေကိုတွေ့ရတယ်။နောက်တင့်တော်တဲ့စကားမတင့်တော်တဲ့စကားပြောမယ်နောက်မှန်ကန်တဲ့စကားမမှန်တဲ့စကားပြောမယ် တိမ်မွေးတဲ့စကားမတိမ်မွေးတဲ့စကားအိပ်ပဲရှိတဲ့စကားအိပ်ပဲမရှိတဲ့စကားမေတ္တာစိတ်နဲ့ရှင်တဲ့စကားမေတ္တာစိတ်နဲ့မရှင်တဲ့စကားအဲ့လိုအတန်ကြီးကြားပြီးဆိုရင်မစိတ်မဖို့ပြန်ရအောင်လို့မြတ်စွာဘုရားရှင်ကဒီလိုစကားကြီးလမ်းကြောင်း၅ခုကြားတဲ့အခါမှာမစိတ်မဖို့ပြန်စီရအောင်အတုံးတုံးလေးသုံးတာအလွန်ချစ်စရာကောင်းအလွန်သဘောကျစရာကောင်းမစိတ်မဖို့ပြန်ရအောင်ဖို့ပြန်တယ်ဆိုတာဘာပြောတာလဲဆိုရင်ပင်ကိုအချိန်တည်းကနေပြောင်းသွားတာ ပြီးကိုအချင်းချင်းနေပြီးတော့ပြောင်းလဲသွားတာပြီးကိုချင်းချင်းနေပေါက်ပြန်သွားတာဒါကိုဖောက်ပြန်လို့ပြောတယ်ပြီးကိုချင်းချင်းကုစိတ်ကြီးကကြည့်တယ်ဒီစကားနဲ့ကြောက်အကြည့်ရောပြီးကိုချင်းချင်းကကုစိတ်ကလေးကချမ်းသာတယ်ဒီစကားနဲ့ကြောက်အချမ်းသာသူတို့စီကလူတွေထံကနေစေနေတိုင်းလူတွေထံအချမ်းအမဲ့ဒီလိုစကားမျိုးကြီးကြောက်ဝှကြောက်ဒါဟောမှာခဏရှိတယ် ရှိအောင်ပြင်ပါမစိတ်ဒီလိုကြားရင်ဘုံပြင်စီရဘူးလို့ဒီလိုကိုကိုတဏှိတန်ချထားဟိုမကြားခင်ဘာဖြစ်ဘူးလေကြည်ကြည်လေးလေးချမ်းချမ်းသာသာကြားတဲ့အခါကျတော့မချမ်းသာဘူးသူကသူအေးအေးဆေးဆေးလေးလေးပဲကြားပြီးဆိုတာနဲ့ဘာဖြစ်သွားလဲဘာပြောင်းသွားလဲဘာမှပြောင်းမတော့ပင်ကိုစိတ်ကလေးကပြောင်းမတော့ဘူးဆိုရင်ဒေါင်းငါရဲ့စိတ်ဘောက်ပြန်စီရဘူးလို့တောင်းဆိုတယ်ကိုယ့်ရဲ့နှုတ်က ဒီလိုပြောချင်ကြောင်ကိုယ့်ရဲ့လောက်ကယုံညံ့တဲ့စကားတွေပြန်မထွက်စီရအောင်ကိုယ့်ရဲ့ကိုယ်ကိုယ်ရာချမ်းသာတာတွေယုံညံ့တာတွေပြန်မထွက်စီရအောင်နော်ဒီလိုစိတ်ကိုဝေးပြီးတော့ခန္ဓာရှင်အောင်ဝေးတဲ့ပြန်ရှင်နော်ဆိုတော့တို့ရဲ့ပြည့်စုံနေတိုင်းမိုးရည်နဲ့မိုးချတို့ကောကောလုံလုံတဲ့ဝေးတဲ့နေရာနဲ့ပြည့်တဲ့နေရာတီဒီလိုဟာတွေကကြောင်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 ကြုံပြီးဆိုလို့ရှိရင်စကားပြောရင်လည်းမှန်ကန်တဲ့အကျိုးရှိတဲ့စကားကိုမေတ္တာစိတ်နဲ့ရှင်းပြီးတော့ အချိန်နဲ့အချိန်ကကြည့်ပြီးတော့လူညံစွာပြောကြတာဗျာရှင်စကားပြောတာစာလိုက်တင်ပြရပြီဆက်ဆံရတဲ့ဥဒ္ဒနာမှုခေါ်တဲ့ရှင်သောမျက်နှာရှိတယ်အမောင်တကျုပ်တို့ဒီဒီအမောင်တကျုပ်ဆိုဒီလိုဒီလိုကြီးပေါ့ဟိုဒီလိုကြီးတရကကိုကိုပဲကြည့်ကိုပဲဝင်ချက်မှကြည့်တယောက်နဲ့တယောက်ဆက်ဆံညမောင်ကိုပြတော့ဘူးတော့မကြည့်တယ်လို့ပုံစံကြီးဆိုအနာတို့ကဘုစိတ်ကမချမ်းသာနော်အမောင်တကျုပ်တို့ပြတ်တက်ဘူးရှင်သောမျက်နှာရှိတယ်တွေ့ရင်လာဒီကောင်းပါနာတွေ့ရတာ စောတာအောင်းတော်လာခြင်းကောင်းလို့ဆိုခြင်းမှာအများကြီးပြောတယ်။ပြန်ရှင်းနော်သူကတော့စကားပြောကောင်းစကားပြောအောင်ကောင်းစကားပြောကောင်းတဲ့မျက်စောပြန်တူပြီးကောင်းတဲ့မျက်စောပြန်တူဦးစီးနေမိုင်းနာလို့ဖွဲ့တယ်သူဘွားကြလို့ရှိရင်သူသူစားတယ်လုပ်ငန်းတွေဆောင်ရတဲ့အခါမှာလုပ်ငန်းတွေအရေးကြီးတဲ့ပတ်သက်တဲ့ကြီးကြီးတဲ့ပတ်သက်တဲ့ကြီးကြီးတဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေဆက်ဆက်တဲ့စကားကြီးပြောပြီးဆိုရင် ရည်ရည်ကြီးပြောရတော့ဆိုသူကတော့ကတော့ပေါ်မှာပြောသူကတော့စကားပြောမှုနဲ့မြတ်စွာဘုရားတူကြီးကောင်းတဲ့မြတ်စွာဘုရားသူပြောတဲ့ဟောင်းပေါင်းမြောက်အောင်ခြင်းနဲ့မြတ်စွာဘုရားပြည့်စုံတော်ဘုရားနဲ့မှာသူကတော့ကတော့သူနဲ့တွေ့တာနဲ့အကုန်ပြတ်တာပြည့်စုံတဲ့စကားပြောပြောတဲ့ပြည့်တာစေသမာနာနာစေသမာနာအညီမျိုးခံရတယ်ပြည့်စုံမြတ်တာမပြတ်ဘူးနာဒီဘုရား ောက်ပိုင်းတွေလည်းသာပြီးတော့တောင်းပန်တယ်ဒါမကောင်းတဲ့ရှုတော်သူ့ကိုချင်းပြတ်တယ်တို့သာတိနေဆုံးတဲ့ပဒါစာကြီးဆိုတဲ့တကမကြီးကြီးပါနော်ခါအဝတ်ပကတ်လည်းမယူဘူးဘုရားရှင်သာတိဗုဒ္ဓတာနာယနာပိဒနာပိဘိတော်အန္တကိလတိပန္နတတတိညာတိလူတာနာတဟိုတိတရားစကားလေးပြောဟာတဲ့အယူရောကပြောပြီးတော့တယ်ဗျာတိကဲကြည့်ပါဘလောက်စကားပြောပါသူကတော်ရှင်မရင်ကြီးနော်ပြမိုင်းကြီးဦး လောကကိုဆုံးရှုံးလျက်ရှိတဲ့တဏှာတဝိရုဒ္ဓကဝိရုပဲဥဝေဒနာမင်းကြီးတို့တရားမင်းကြီးအစတေရုံးမဲ့ဆယ်ဆယ်ဒုက္ခတွေဖြစ်လို့ပြည့်ရှင်ပူခြင်းလာဘူးတက္ကပညာတော်ဘုရားဟောတယ်ဟိုအမစကားပြောလိုက်တာတက္ကလည်းတရားမင်းစိတ်ချမ်းသာပြီးတော့တောတာဘာမှတည်တာတရားလို့ပုဂ္ဂိုလ်မျိုးကိုတောင်းတမစကားအရာအလွန်ချမ်းကျင်တဲ့သစ္စာရှိတယ်ဒီကတော်စကားပြောကောင်းတဲ့မြတ်စွာဘုရားဒုက္ခကောင်းတဲ့မြတ်စွာဘုရား အဲ့ဒီမြတ်စွာဘုရားသူ့ရဲ့တပည့်သားတော်ကဖြစ်တဲ့ဦးဇင်းတို့ဒီဦးဇင်းတို့ကလည်းမာရီကိုပြန်သင်ပြီးတော့လေဝါစာသုံးတဲ့ဤကုထုမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားမျိုးကိုပြောမယ်မေတ္တာစိတ်နဲ့ရှင်းပြီးတော့ခြေနဲ့ခြေမှကြည့်ပြီးတော့လူညာစွာပြောမယ်အဲ့လိုပြောတတ်အောင်ဒီချင်းမယ်နောက်တစ်ခုကစကားရဲ့ညာညာလမ်းကြောင်းတင့်တော်တာတွေပြောမယ်မတင့်တော်တာတွေပြောမယ်တိပဲရှိတာတွေပြောမယ်မရှိတာတွေပြောမယ်စသဖြင့်ပေါ့နော် ီနေ့ရိုက်ပြီးတော့လူတွေထားကြရတဲ့ဒီလိုစကားမျိုးတွေကိုအခန်းတိုင်းရှင်းကိုပြီးတော့မယ်သုံးသပ်ပြီးတော့နေကြအဲ့ဒါဆိုလို့ရှိရင်တနေ့ချင်းပါလေတနေ့ရည်လေးချင်းလေးညားလာလေးတာဖြစ်တဲ့လေးတာညားနိုင်အောင်မြင်မှုဆိုတဲ့အပြီးပွင့်ပြီးမှဆိုတော့တနေ့ခန်းတိုင်းရှိတဲ့တပတ်ခန်းတိုင်းရှိတဲ့တလခန်းတိုင်းရှိတဲ့တနေ့ခန်းတိုင်းရှိတဲ့တတလုံးခန်းတိုင်းရှိတဲ့တဘဝလုံးခန်းတိုင်းရှိတဲ့တတံ္ဍရာလုံး ခန္ဓာရှိတူတယ်နော်တူတော့တူတယ်နော်ကဲတက်တဲ့ကျိုးစားကျိုးစားကြတဲ့ချင်းဒီနေ့ကနေစားပြီးလူတွေထမ်းကြတယ်ဒီလိုစကားပြောတယ်ငါခန္ဓာရှိအောင်ဝေးတော့မယ်တုံ့တက်ပြီးတော့ခန္ဓာရှိစေတဲ့ခွန်အားဒီစွမ်းအားတွေဖြစ်အောင်ကျိုးစားကျိုးစားကြတဲ့ချင်းလောကီလက်ချမ်းသာလောကုတ္တရာလက်ချမ်းသာဒီတရားချမ်းသာအမြဲရနိုင်တဲ့သူတော်ကောင်းဒီကိုစီဖြစ်နိုင်ကြပါစေကုန်တည်း ကစ္စသတ္တလောကတ္တုနံပြမတိယံပိယံအိတိယစေတွေရှုတိလေးစားခြင်းအောပူဇေနိဗ္ဗာန်လံသံသနိုင်ပါစေသောဘာသောတမောဟထိဝီဣမိဂုံမကြီးမသလီ နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတရားတွေကဘာတိတံမြတ်သောပနိုင်ပါစေကုမေကိသဝိဝေသတဝါသုမကယတုပါတိတောဝိကိသဝိဝေသတဝါဥဇုသုမကေကောဘဝိ အနိလောယလသောဘုဒ္ဓတဝါပေါင်းစွာသောအလုံးစုံတရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်ကုမေကံဒီမံရောင်ကျုံးကြည်ကောင်းတို့ဝိင္ကေလံကောင်းလည်းဉာဏ်လည်းယုံလည်းစုခြင်းစုကြည်တဲ့ကိုဝိဝိစေတဝါရှောင်ရှားဖြစ်ကြည်၍သူမေကံဒီမံရောင်ကျုံးကြည်ကောင်းဖြစ်တဲ့ဘကင်ရှိတဲ့ဒီမံကိုဥဆုံးဖြောင်းဖြောင်းမှမှရန်တို့လိုက်တော်တန်ကြပါစေကောင်းတည်း အိရိမေယျသတ္တရားဟောဆရာအကစီယအမတ်ဘုတ္တုတိလည်းပဲကုံမေကံနိဗ္ဗာန်ယောကျောင်းခီကုန်ဟုတ်တဲ့ဝိကံကံလူချင်းလည်းယုံလည်းဆိုခြင်းဆိုခြင်းတေကိုဝိဝိစေတဝါရှောင်ရှားပေခြင်း၍သူမေကံနိဗ္ဗာန်ယောကျောင်းခီကုန်ဖြစ်တဲ့မကင်ရှိတဲ့ပြည်မှာကိုဥဆုံးဖြောင်းဖြောင်းပန်းပန်းသူမေကံ အလုရှင်ဘုရားပြားတိတကဝါအာလောကတရားသာပြိဒတ်အပေါင်းတော်ကောင်းတို့ကိုနိဗ္ဗာန်ရောက်ကြောင်းပြီးကောင်းကိုကောင်းကောင်းဆွန်ဖို့ဆောင်ပြီးတိုင်၍တရားမဟောကြောင်းကြဆူဆူမနေတဲ့ဥစဉ်ခွေကတည်းနိဗ္ဗာန်ရောက်ကြောင်းပြီးကောင်းကောင်းဆောင်လိုက်တော်နိုင်တဲ့ပုဂ္ဂိုလ်သည်ဘဝိဝိယံကောင်းဆောင်မသွေဖြစ်ရပါစေကုန်တည်း